ားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမောင်တာမန်ဇီကုံရေးသားတဲ့ယမင်းကိုဘယ်လိုပြောရပါလို့အမြင်ရတဲ့ဝိထုတိုလေးကိုကျွန်တော်ကိုရွှေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာယမင်းကိုဘယ်လိုပြောရပါရွာအခြေပြား၌ရှိသောထမ်းမြေတအုပ်သည်ကြော်နိုင်တို့ဘိုးဘွားလက်ထက်ကပိုင်ဆိုင်ခဲ့သောထတ်တော်ဖြစ်ပါ၏ထမ်းမြေအုပ်စုဟုဆိုတော်လဲများများအုပ်ဆဆရှိလာသည်မဟုတ် ရှိလာအပင်20ကျော်ခန့်သာရှိပါလိမ့်မည်ကျွန်နိုင်ဤဖခင်ဖြစ်သူတည်ဆုံးသွားသည်မှာကြာလှပြီဖြစ်တော်လဲထရေရာချင်းမှုကိုကျွန်နိုင်ကပင်တာဝန်ယူခဲ့၏ထရေလိုင်းလိုင်းထွက်၍ထညာချက်လုံးထညာချက်လို့ရောင်းချရာတွင် မိခင်ဒေါ်သားမြင့်နှင့်ညီမဖြစ်သူယမင်းတို့ကအဓိကကြိုချက်ကြ၏မိုးအနောင်ဆောင်းဦးကာလထနိုးထွက်ချိန်တွင်ရွာထဲမှထရေကြိုက်နေတဲ့သူများကျွန်နိုင်တို့၏ထတော်သို့လာရောက်တောက်စားလေရှိကြပါ၏ ထို့သောတောက်စားသူများတဲ့တွင်တော်ကားနှင့် သူဤတငယ်ချင်းများသည်နေစဉ်မပြတ်ပင်အမှန်စင်စေတော်ကားသည်ကြော်နိုင်နှင့်ကြောင်းနေဘက်တငယ်ချင်းများဖြစ်၏သူတို့နှစ်ဦးသည်ခင်မင်ကြ၏တော်ကားသည်ရှမ်းသာသောတောင်သူဥပုံးပေါင်နှင့်ဒေါ်မန်မြင်တို့မှမွေးဖွားသောတဦးဒီသောသားဖြစ်ပါ၏တဦးဒီသောသားဖြစ်၍ခြင်းကြောင့်မိဘနှစ်ပါးကလည်းသူ့အားအလိုလိုက်၏တော်ကားသည်အလွန်ဆိုးဝါးသောသူမဟုတ်တော်လဲသူသည်ထရေကိုကြိုက်နှစ်သက်သောသူဖြစ်၏ အရက်ကိုတော့မူအပေါင်းသင်ကောင်းမှ တခါတရံသာတောက်ဤအမြဲတမ်းတော့မတောက်တတ်ပေကြော်နိုင်သည်တော်ကကိုခင်မင်းချင်းကြောင့်အကောင်းဆုံးအတန့်ဆုံးထရေကိုရွေးချယ်ချမ်းလှမ်း၍တောက်စီတော်ကဒီလေထတော်တို့လာ၄တိုင်းကြော်နိုင်အတွေ့စားစရာတစ်ခုခုပါစမြဲဖြစ်ပါ၏တို့တော်တော်ကတွင်အကျင့်တစ်ခုရှိ၏ထိုအကျင့်ကစန့်ကျင်ဘက်မိမပြိုကလေးများကိုစိတ်ဝင်စားတဲ့ခြင်းဖြစ်၏သူသည်ကြုံခဲ့လေသည်များမိမပြိုကလေးများနှင့်ပတ်သက်၍ ကျော်နိုင်အားပွင့်လင်းစွာဖွင့်ပြောတတ်၏သူပြောသည်များကိုကြံသည့်အပေါင်းသင်းများကဟားတိုက်ပြောင်းလောင်ကြတော်လဲကျော်နိုင်ကမူပြုံး၍သာနေလေရှိ၏ကျော်နိုင်သည်တော်ကားရဲ့အကျင့်စရိုက်ကိုမကြိုက်ပါသို့တော်မြည်တိုးများဝင်မပြောပါတော်ကားပြောသည်များကျော်နိုင်နားထောင်၍သာနေပေ၏ကျော်နိုင်ကမိမပြုတ်ကလေးများကိုစိတ်ဝင်စားတတ်သူမဟုတ်ပေကျော်နိုင်၏စိတ်သဘောထားကအရှိန်တမာကမိန်းကလေးတဦးကိုသာအိမ်အောင်ပြုရမည်ဖြစ်၍ မိမကိစ္စကိုအခြေတမ်းမတင်ခြင်းဖြစ်သည်လောကမြတ်ဖြစ်သော ထမ်းမင်တက်ထញ្ញချက်ခြင်း၌သာအာယုန်ဆိုင်လေရှိ၏တော်ကားနှင့်ကြွနိုင်ဇရိုက်ကွာခြားတော်ညာလေတငယ်ချင်းတန်ရောစဉ်ဖြင့်ခင်မင်စွာဆက်ဆံမြတ်ဖြစ်၏ဆောင်းဦးကာလကြွလွန်ခဲ့ခြင်းကြောင့်ကြွနိုင်သည်မိခင်ကိုတိုင်ပင်၍ထញ្ញချက်လုပ်ခြင်းကိုလှုပ်ဆောင်ရန်ပြင်ဆင်လျက်ရှိ၏ထိုသို့လှုပ်ဆောင်ရာတွင်ကျော်နိုင်တို့မိသားစုသာဆက်ကြသည်ဖြစ်သောကြောင့်ထញ្ញတဲတွင်ထញ្ញချက်ရာသည်ကုံဆုံးသည့်တိုင် ထညာထညာတဲတွင် နေလေးရှိပါ၏ထညာတဲတွင်မိခင်တော်သားမြင့်ညမအဖြစ်သူယမင်းနေအကြီးလေးဒေါ်တန်းမြင့်တို့ရောက်ရှိနေကြပြီးပြင်စင်တဲ့နေများကိုပြင်စင်ဖာထေး၍နေကြ၏ကျွန်နိုင်သည်ထညာချက်ရန်အုံပြုမိထညာဖို့ကိုပြုပြင်လျက်ရှိနေ၏ထိုချိန်တွင်တော်ကားနှင့်အပေါင်းအသင်းများရောက်ရှိလာ၏သူတို့၏သူတို့သည်တဲရှိထပင်အောက်တွင် ဝိုင်းထိုင်လိုက်ကြပြီးကျော်နိုင်ကိုလှမ်း၍ဟေးကျော်နိုင်တငယ်ချင်း မင်းဘာလုပ်နေတာလဲကွာငါတို့ကို ထရင်နှမျိုးလောက်ချပေးပါအောင်ကွာနောက်ပြီထရင်နဲ့မီးဖို့အမီးကလေးပါကလေးရှိရင်လှုပ်ပေးပါအောင်ကွာကျော်နိုင်ဒီမီးဖို့ပြုတ်ပြင်နေရမှထွက်လာပြီမင်းတို့ကံကောင်းနေတော့ကညကငါလဲကျွက်သုံးកောင်ရထားတာမင်းတို့အတွက်စီနိုင်နိုင်နဲ့ကြော်ထားတယ်ကွာတော်ကားနဲ့အပေါင်းသင်းများကလက်ခုပ်လဝါတီလေးရဲ့ဒါမှငါတို့ကြော်နိုင်ကွာဟိုရှိကျူးထောပနာပြူကြာကြီး ကျော်နိုင်သည်ထရေအပြစ်ပါသောမြူနှအိုလုံးချပစ်လိုက်ပြီးတဲအတွင်သို့အတန်ပြုတ်လိုက်ညီမလေးကြွကြော်တယ်ယူခဲ့ပါအောင်ဟေ့ယမင်းသည်ကြွကြော်ထဲထားသောပကံကိုကင်လျက်တော်ကားတို့အဖွဲတံမလာပဲတဲပဝနံရက်နေ၏အကိုပြည့်သူကိုကျော်နိုင်ကအလိုက်သိစွာပင်သွား၍တော်ကားတို့ဝိုင်းထဲသို့ချပေးလေ၏ယမင်းကိုမြင်တွေ့ရသောတော်ကားသည်အံ့ဩသွားကကျော်နိုင်မင်းညမလေးကိုဘာဖြစ်လို့ ထတော်တဲ့ခေါ်လာရတာလေကွာထတော်တဲ့ထရေဆိုင်ဆိုတာက ထရေမူးသမားနေနဲ့ကွာကျော်နိုင်ကပြုံးလိုက်ပြီမင်းမသိတော့ပြောတာဖြစ်ပါလိမ့်မယ်ကွာနောက်ရက်တွေမှာခင်မင်းသူတွေကလွဲပြီးဘသူကိုမှထရေမရောင်းတော့ဘူးကွာထညာချက်ရာစီရောက်နေပြီဆိုတော့ထညာချက်တော့မယ်ဒီကွာတဲတဲမှာလည်းငါအမေနဲ့အတော်လည်းရှိပါလေကွာဟာဒါဆိုတို့တွေအတွက်ထရေအမြဲတမ်းမရနိုင်တော့ဘူးပေါ့ဟာ ငါပြောပြီးပါမကော်လာကွာမင်းတို့အတွက်တော့ရရမှာပေါ့အရင်တော့ကတို့တော့ဖောဖောတိတိမရတာတခုပါပဲထညာချတဲ့လုပ်ငန်းကငါတို့မိသားစုအတွက်တမိုးတွင်းစာမှုလို့ပါကွာတော်ကစိတ်ပြတ်သွားဤသို့ဖြင့်တဲစီတို့လှမ်းကြည့်လိုက်စဉ်အမှတ်ပတင်လှမ်းရွေကြည့်နေသောယမင်းဤမျိုးဝန်းများနှင့်ဆုံခဲ့ကြဤအမှတ်မတင်မျိုးလုံးရေးဆောင်ရေးလာမသည်တော်ကရင်တွင်တွင်ဒိတ်ခနဲဖြစ်သွားရတကယ်သူ ဆယ်ကျော်တက်မကလေးရမင်းတီလည်းအမျိုးမည်မသိသောခံစားမှုကိုလိုက်ခုံသွားရသည်မတွေ့မမြင်ရမှာကြာပြီဖြစ်ခဲ့သော ကြာပြီဖြစ်ခဲ့ယူလာမသည်ရမင်းဟူသောအပြူစင်မကလေးသည်တမူထူးခြားစွာဖြင့်တသွေးတမွေးလှနေပါ၏သူမသည်တခြားသူများကဲ့သို့အညာသူမဆန်လားဝါကွန်းကဲ့သို့စွတ်စွတ်ဖြူသူလည်းမဟုတ်အဝါရောင် ရွှေရည်တွန်း၍လှပလွန်လာပါ၏သူမကိုကြည့်မိသောတော်ကားရဲ့ရင်တွင်၌မူ တခါမှမဖြစ်ဘူးသောပြဿနာများဖြစ်၍ကလာဖရလှဲ့နေ၏တော်ကား၏ရင်တွင်း၌သူမနှင့်ပတ်သက်၍ထူးထူးဆန်းဆန်းဖြစ်ပေါ်နေသည်ကိုလည်းအံ့ဩနေမိ၏ဘယ်မိမနှင့်တွေ့တွေ့ဒီလိုမျိုးမခံစားခဲ့ရပါဘူးအခုဟူကြမှာဒီကောင်မလေးနဲ့ပတ်သက်ပြီးဘလို့ဖြစ်ရပါလဲယမင်းရဲ့အလှဟာမမျော်လင့်ပဲငါဘဝကို ပြောင်းလဲလိုက်ပြီလားတော်ကားနှင့်ယမင်းတို့၏ခံစားချက်အဖြစ်အပျက်များကိုကြော်နိုင်တာမကကြံတော်သူများလည်းတတိ မမူမိကြပါစေ။ယမင်းဟူသောမိမလျှော်ကလေးသည်လည်းသူမအားစိုက်ကြည့်နေသောတော်ကားဤမျက်လုံးများ၏အကြည့်တန်းကြောင့်ရင်းထဲတွင်ဖိုးကနေလိုက်ကနေဖြင့်တုန်ခါနေပါ၏။သူမအနေဖြင့်တခါမှ မကြုံဘူးသည့်အဖြစ်တစ်နှစ်ကြောင့်သူမ၏ရင်ကိုယ်ပင် အမှတ်မထင်ဖိထားမိ၏။တော်ကားနှင့်ယမင်းတို့၏ဖြစ်အင်ကိုမြည်သူမှတတိမပြုမိသည့်အချိန်ပင် သူနှင့်သူမတို့၏ရင်းနှီးနှလုံးသားထဲ၌အရှိဟူသောဒါရန်တစ်ခုသည်စွဲဝင်ညှိကဲ့ ညှိတွယ်နေပြီဟုဆိုရပေလိမ့်မည်။တော်ကအနေဖြင့်မိန်းကလေးများနှင့်ပတ်သက်၍ပျော်စေပြက်စေသဘောထားခဲ့တော်လဲယခုတစ်ချိန်တွင်မူယမင်းဤဖြူစင်သောအလှတရားကြောင့်သူဤနှလုံးသားတစ်စုံပျော်ဝင်သွားရ၏။ထို့သောပျော်ဝင်ခြင်းနှင့်အတူအရှင်းဆိုသည့်အရာအားပေါ့ပေါ့တန်တန်သဘောထား၍မရပန်သူ့အနေဖြင့်သိလာရသည်။ယမင်းသည်တော်ကား၏နှချိုင်းသောအကြည်ရဲရဲများကြောင့်နှလုံးသားတွင်လှိုက်ဖို့နေရတဲ့ကဲ့သို့ တော်ကဒီလဲယမင်းကိုရင်ခွင်ထဲတွင် ထာဝရထွေးပွေ့ခြင်းလောက်အောင်ပင်ရှင်းမြတ်နိုးခဲ့ပါ၏ရှင်ချင်းမြတ်တာသည်အရာရာပြောင်းလဲနိုင်စွမ်းရှိသည်ဆိုသောစကားသည်မှန်ကန်ပါ၏ယမင်းကိုရှင်းမိလေသောတော်ကဒီကုတလောတမှုထူးခြား၍နေပါ၏တော်ကဒီတစုံတရာသောကိစ္စကိုမူတည်၍ပြောင်းလဲသွားသည်မှာတေချာလာပါ၏အပေါင်းအသင်းများနှင့်မျက်စိနောက်အောင်လမ်းမသွားတဲ့ကဲ့သို့အရက်တေစာကိုလည်းတောက်စားမှုမရှိတော့ပေ သို့တော်ယမင်းနှင့်ပတ်သက်၍ထတ်တော်ထဲသို့ရောက်လေရှိ။တချိန်ကကဲ့သို့အပေါင်းအသင်းတလေကြီးဖြင့်မလာတော့ပေ။အပေါင်းအဖော်တယောက်နှစ်ယောက်လောက်ဖြင့်သာတွားထက်လာတတ်၏။အเจ้าမတည်သောကြော်နိုင်ကမှင်တင်နေသောတော်ကအာဟာဘလို့လဲတော်ကအခုတလောငါတို့ဘက်ကိုအရောက်ပေါက်နေနေပါလားကွ။တော်ကဒီပြုံး၍နေ၏။မိတို့မြပြန်မပြော။တော်ကနဲ့အတူပါလာသောဆိုးအောင်ကအရောက်ပေါက်နေဆိုဒီကောင်အခုတလောဘာစိတ်ကူးပေါက်နေလဲမသိဘူးကွ။ မိဘရဲ့လုပ်ငန်းတွေမှာလည်းဝိုင်းကန်ပြီးလှုပ်ပင်းနေတာပဲတမန်ကချန်ကလှုပ်တာမဟုတ်ဘူးနော်အလုံးနဲ့လက်နဲ့မပြည့်အောင်လှုပ်နေတာကွာငါတို့လည်းဒီကောင်းကိုနားလျားခတ်နေတာအတီတကြားယူတော့မှမိန်းကလေးတယောက်သူ့ရင်ထဲမှာပေါ်လာပြီနဲ့တူတယ်တော်ကဒီပဲကြီးလိုများကိုဝါလျက်ပင်ပြုံးရှင်လျက်တည်ငြိမ်စွာပြောလာပါ၏ဘယ်သူမဆိုပြောင်းလဲချိန်တိုင်းပြောင်းလဲရတာပါပဲကွာ အခုကငါးစိမ့်နဲ့ငါကိုပြောင်းလဲတဲ့နေထင်လို့ပြောင်းလဲလိုက်တယ်ပဲဆိုကြပါစို့တော်ကားနဲ့ယမင်းတို့ဒီပွင်လင်းသောရှစ်သူများဖြစ်လာရသည့်တိုင်သူတို့နှစ်ဦး၏မြေတားဇလံကိုတရွာလုံးမပေါက်ကြစေရန်လျှို့ဝှက်ထားပါ၏အထူးသဖြင့်ယမင်း၏အကိုကြီးကိုကြောင်နိုင်မသိစေရန်လျှို့ဝှက်စွာနေရပါသည်ကြောင်နိုင်နှင့်တော်ကားကတငယ်ချင်းနေပင်ဖြစ်တော်လဲကြောင်နိုင်အနေဖြင့်မြမဖြစ်သူနှင့်သဘောတူရန်ကိုမူမုဒိတာမပွားနိုင်ပေကြောင်နိုင်သည်တော်ကား၏မြားပွေခြင်းကိုလည်းမကြိုက် ထိုအကြောင်းကိုသိနေသောတော်ကအဖို့ယမင်းနှင့်ရှစ်သူရေးသားဖြစ်ခဲ့တော်လဲကြော်နိုင်မသိစေရန်အထူးသဖြင့်ဆင်ခြင်၍နေရ၏ယမင်းသူလည်းအကိုအတိပါက သူ့အဖို့အမလွယ်ကိုဒီကိုလည်းတိထားခြင်းကြောင့်တော်ကအာအိမ်တွင်မပြတ်နေရန်မှာကြားထားရ၏အကိုကိုတနာတို့အကိုမြတ်တာကိုလက်ခံရပေမဲ့အကိုကြီးတို့ကိုယမင်းကြောက်တယ်အမေတိသွားရင်စူလာရိုက်တာပဲရှိပေမဲ့အကိုကြီးတိသွားရင်တတ်မလားတော့မသိပါဘူးအကိုရဲ့ တော်ကားဒီယမင်းကိုထိုးပွေးလျက်နှစ်သိပ်ခဲ့ပါ၏။ဩယမင်းလေးရဲ့ကြောက်တဲ့ရံကောကွယ်။ရှစ်ချင်းမြတ်တာနဲ့ပတ်သက်လာရင်ရည်စားထားတာကတဘာဝပဲဟာ။လူပြိုအပြိုရှစ်ကြကြကြတာဟာဆန်းတဲ့ကိစ္စမှမဟုတ်ပဲ။နောက်ပြီးအပြိုရှစ်ကြကြတာမှမဟုတ်ဘူး။ဘဝကျင်ပေါ်အဖြစ်တဘွားတစ်ချောင်းလုံးလက်တွဲဖို့ရည်ရွယ်ထားတဲ့အရှိပဲဟုတ်စား။ဘသူ့ကိုမှကြောက်စရာမလိုပါဘူးကွယ်။ဘာဖြစ်ဖြစ်ပေါ့အကိုရဲ့။အကိုကြီးမရိမ့်မိအောင်နေတာတော့အကောင်းဆုံးပါပဲနော်။ မိတို့ပင်ဖြစ်စေယမင်းသည်တော်ကားကိုချိန်၍သာအပြည့်ပေးခဲ့တော်လဲအမေနှင့်အကိုကိုတီးသွားမည်ကိုလည်းစိုးရိမ်နေသည်သူတေကမှုယမင်းအဖို့ရှစ်သူနှင့်တိတ်တခိုးချင်းတွေ့ရခြင်းသည်သူမအတွေ့ရင်တိတ်တုံဇလန်းလေးကပါမှနှစ်သက်ဆွဲလန်းနေမိ၏တော်ကားနှင့်ယမင်းတို့ရှစ်သူနှုတ်ဦးအနာဂတ်ရှည်ရီ၆လမ်းမှုအတွေ့အကောင့်ထဲပေါ်ရန်ကြိုးစားနေကြပါ၏ဒီတနေ့လုံးအလောက်ကိုကြိုးစားလောက်ကန်၍လာမည့် နွေဦးရာသီတွင် လူကြီးမိဘအစုံအလင်နှင့်နားဖောက်တောင်းရန်လက်ထက်ယူရန်တော်ကသည်ဆုံးဖြတ်ထားပြီးဖြစ်၏တော်ကတရားမိုးမမြင်လေးမမြင်အလုပ်ကိုစူးစမ်းလျက်လောက်ကန်သည်ကိုလည်းယမင်းသိရှိပြီးဖြစ်၏ထိုအချက်ဖြင့်ပင်တော်ကနှင့်ယမင်းအကျဉ်းနာပိုလျက်ရှစ်သူနယ်မြေမှကြော်လွန်လာခဲ့ရလေတော့၏ယင်းကိစ္စနှင့်ပတ်သက်၍ယမင်းအဖို့ကြောက်ရွံ့ထိတ်လန့်တော်လဲတော်ကအဖို့မူကရှစ်သူနှုတ်ဦး၏ဘဝခရီးဖြောင်းပြိုးမိခိုင်မာသောမန်တိုင်းတစ်ခုတိဆောက်ခြင်းဟုသဘောထားပုံရလေ၏တို့ဖြင့် တော်ကားနှင့်ယမင်းတို့သည်စိတ်ခွေရနေရာများတွင်မကြာခဏအချိန်တကြာ၍နေကြလေ။တို့ဖြစ်တော်လဲမိုးမပြက်ခဲ့။ထို့ပြင်မှုန်တိုင်းမိုး၏အစိုးမရစွာရွာသွန်းမှုကြောင့်အနေနဲ့ရဲ့ရဲ့ရေကြီးရေချမ်းဖြစ်နေ၏။တောင်ကုန်းတောင်တန်းတို့တွင်တစ်ပင်ကြီးငယ်များမရှိခြင်းကြောင့်လဲနှုံးမြေချွတ်မြေတို့သည်လဲချောင်းမြောင်းတို့တွင်ပါဝင်လျက်နောက်ကျနေကြ၏။ကြော်နိုင်သည်မိုးတွင်ကာလတစ်လျှောက်လုံးထန်းလုံငန်းကိုရန်နာခဲ့ရပြီ။မိမိတို့၏ ိမ်ဆိုင်လေးအတွက်လိုအပ်သည့်ကုန်ကြောင်ပစ္စည်းများဝယ်ရန်မြို့သို့မနက်မလင်းခင်ကပင် တက်သွားခဲ့၏ထိုအချိန်တွင်ကျော်နိုင်တို့အိမ်၌ပြဿနာတက်နေ၏အခုတလောရမင်းသည်ဘာဖြစ်နေသည်မသိပြုတ်အန်လိုက်ဖြစ်နေသည်အိမ်အပြင်ဘက်တွင် လေတိုက်ခတ်ခြင်းနှင့်အတူမိုးကားတဆိမ့်ဆိမ့်ရွာနေ၏နေ့လယ်ထမင်းစားချိန်တွင်ထမင်းစားရန်ပြင်ဆင်နေစဉ်သူမသည်အစားအသောက်ကိုကြည့်၍အန်ချင်းစိမ့်များဖြစ်နေ၏ထိုအချင်းရကိုကြည့်၍မိခင်ဖြစ်သူဒေါ်သားမြင့်သည်တမီးဖြစ်သူအားမတင်ကားဖြစ်လာ၏ သို့တော်ရမင်းမှာမကြခင်ကားမှာအပြိုဖြစ်လာခြင်းကြောင့်တမီးပြိုကလေးအားမမေးရက်ပေထို့ကြောင့်ဟဲ့ရမင်းအခုတော့ညီဘလို့ဖြစ်နေတာလဲအေးထမင်းမစားဟင်းမစားနဲ့အခုလိုပြုတ်အံ့နေတာဟာ အစာမကြေလို့လားတန်ရှိနေလို့လားမသိဘူးလောလောဆယ်မဖျားစင်အောက်ကစင်ကလေးပေါ်မှာအမေစားနေကြအစာကြေသေးရှိတယ်အဲ့ဒါလေးတွားစားလိုက်တွားတမီးရမင်းကအိမ်ပြင်ကနေလှမ်း၍ပြောပါသည် အမေပြောတာနောက်ထောင်နောက်ကြနေပြီ။တမီအမေအစာကြေးသေးတယ်။စားပြီးတာကြာရောပေါ့။ဒါပေမဲ့မရပါဘူးအမေရဲ့။ရင်ထဲမှာတလက်လက်နဲ့။နေရထိုင်ရတာဘလို့ကြီးမှန်းလည်းမသိပါဘူးအမေရဲ့။ရမင်းဤပြန်လဲဖြစ်ကြသည့်တကားကြောင့်ဒေါ်ထားမြင့်တရားရောက်တဲ့ရရစဉ်းစားလိုက်ပြီးရင်ထိတ်သွားရ၏ဒေါ်ထားမြင့်သည်ရမင်းအားငေးကြည့်လိုက်ပြီးထိနေသောအကြောင်းရများကိုမူတည်ပြီးတမီးဖြစ်သူအားမေးလိုက်ပါ၏ရမင်းအမေမေးတာအမေမေးတာမှန်မှန်ဖြစ်သည် ။တမီးလာစင်မှန်ရဲ့လား။အိမ်တော်ဘေးကပြင်တွင်ထိုင်၍ရင်ဖိလျက်အံနေသောယမင်းသည်မိခင်ဘက်သို့လှည့်၍။တမီးတမီးမလာတာတလားကျော်လို့နှစ်လဆုံးနေရောက်နေပြီအမေ။တမီးဖြေကြမှုကြောင့်ဒေါ်သားမြင့်မှလက်ပြလွင့်မတတ်ဖြစ်သွားရ၏။ချက်ချင်းပင်နေရာမှထားလျက်ဒေါ်သားမြင့်သည်ယမင်းထံသို့သွားပြီးစိတ်လောစွာဖြင့်မေးလိုက်ယမင်းတမီးအမေကိုမကွန်ဟောထမ်းပြောစမ်းနင်းဘသူနဲ့ဘာဖြစ်ခဲ့တယ်လဲ ယမင်းဒီမိခင်ဖြစ်သူဤအထိတ်တလန့်ပုံရိပ်ကိုအံ့ဩစွာငေးကြည့်လျက်အမေတမီးကိုဘာတွေမေးနေတာလဲဟင်တမီးဘာမှ နားမလဲဘူးဒေါ်သားမြင့်ဒီယမင်းအားတုံရင်စွာဖြင့်ငေးကြည့်နေမိဤတုံရင်နေသောဒေါ်သားမြင့်၏စကားတန်သည်လည်းဘဝဲ့သို့တိုင်ပြန့်လွင့်ပောက်ကွဲသည့်ပမာအမေငယ်ရာက ကြီးလာတာပါယမင်းရဲ့ညီးမတခုခုဖြစ်နေပြီဟဲ့တမီးအမေကိုပြောစားမှာကွယ်နင်းဘသူနဲ့ဘာဖြစ်ခဲ့တယ်လဲအမေကိုမှမပြောရင်ညီဘသူကိုသွားပြောမှာလဲအေး မိခင်ဖြစ်သူရဲ့စကားများကြောင့်ယမင်းမှာတုံလှုပ်ချောက်ချားသွားရ၏ယမင်းသည်အကြောက်ရွံ့ကဲ့သို့မလုံမရှားရက်တည်နေရမှငိုချလိုက်ပါ၏အမေတမီးတမီးမှာရှစ်သူရှိတဲ့အမေတမီးကိုခွင်လို့ပါအမေရဲ့တမီးတို့မှာအပြစ်ရှိပါတယ်ဟေးဒါဆိုတမီးရှစ်သူဆိုတာဘာတူလဲဘယ်ရွာကလဲမလိမ္မညာပဲအမေကိုပြောစမ်းပါအေးတမီးဖြစ်တမီးရှစ်သူက ကိုတော်ပါအမေလာမယ့်ညရာဒီမှာသူကလူကြီးဆောင်ရနဲ့တမီးကို တင်တောင်းမယ်လို့ပြောပါတယ်ထိုအချိန်မှာပဲမမျော်လင့်သောအိမ်ကပွင့်တန်းနေအတူဒေါသတကြီးဝင်လာသူကကြော်နိုင်မင်ဖြစ်၏မိုးတဲတန်တဲ့ဖြင့်ကုန်ပစ္စည်းများကိုရွာတို့လက်တလောမတဲယူနိုင်တဲ့ဖြင့်မြို့ဆိုင်နိုင်ပင်ခိတ္တအနှံ၍တယောက်တည်းရွာတို့ပြန်ခဲ့ရ၏ မြန်မာပြည်သူနဲ့အမေတို့နှစ်ဦးအရှိတင် စကားပြောနေရမှာတိလိုက်ရပြီးကြော်နိုင်တယောက်ဒေါသတကြီးဖြစ်သွား၏တော်ကားဒီတငယ်ချင်းစိတ်တတ်မရှိမိမိဤမြန်မာအစော်ကားလေခြင်းဟုဒေါသတို့သည်ငဲထိတ်တက်လျက်မထိန်နိုင်မသိမ့်နိုင်ဖြစ်နေရ၏ထို့ကြောင့်ပင်ကြော်နိုင်သည်မြန်မာအတွေ့မခံမရနိုင်ဖြစ်ကာနိုင်ရန်တွင်ထိုးထားသောဓမြောင်အားဆွဲယူလိုက်ပြီးအရင်ပြင်းသွေးထွက်ရန်ဟန်ပြင်လိုက်၏ဟဲ့ဟဲ့တာလူလေးမတော်နဲ့လေမတော်ပါနဲ့လားတားရဲ့ သူ့အပြစ်နဲ့သူဥပဒေအတိုင်းဖြစ်သွားပါလိမ့်မယ်။ตาသွားရင်ตาဒုက္ခရောက်မှာဆိုလို့အမေတားမြစ်ရတာပါตาရဲ့။နော်မသွားပါနဲ့ตาရဲ့။ကြုံနိုင်သည်ဒေါသမေဝင်တောက်သည့်မျက်လုံးများဖြင့်မိခင်အားကြည့်လိုက်။ဒီမှာအမေအနိုင်ကျင့်စော်ကားခံရတဲ့သူကကျွန်တော်ရဲ့ညီမလေးပါအမေယာ။အမေရဲ့သမီးပါ။ကိုယ့်ရဲ့ညီမအပေါ်ရက်ဆက်ရောက်မာတဲ့သူကိုဘာမှမတုံ့ပြန်ပဲထိုင်ကြည့်နေရမှာလားအမေယာ။ စော်ကားခံရတဲ့ညီမလေးအတွက်ကျွန်တော်တင်ရင်သိပါစေတယ်ဒီအတိုင်းခေါင်းကိုမခံနိုင်ဘူးအမေဆိုရင်တော့ကရောက်စွာဖြင့်တားမြင့်နေသောဒေါ်ထားမြင့်ပေးမှယမင်းတီလည်းမျက်ရည်လည်ရွယ်ဖြင့်အကိုဖြစ်သူအားမဟုတ်ဘူးအကိုကြီး မဟုတ်ဘူးဒီကိစ္စအကိုတော်ကတရားခံမဟုတ်ပါဘူးအကိုကြီးဟာအကိုတော်ကနဲ့ယမင်းတွေကချစ်သူတွေပါအကိုကြီးအကိုတော်ကဘလို့ပဲပြောပြောယမင်းကိုနိုင်က အလိုတူအလိုကဖြစ်ခဲ့လို့ပါကိုကြီးရာဒီပြဿနာဖြစ်ခဲ့ရတာပါအကိုတော်နဲ့ယမင်းညှိနှိုင်းဖြစ်ချင်းနိုင်ရင်ဒီကိစ္စပြေလည်သွားမှာပါအကိုရာမတော်ပါနဲ့အကိုကြီးရယ်နော်တခုခုအကိုကြီးဒုက္ခရောက်မှာဆိုလို့ယမင်းယမင်းတောင်းပန်ပါလေယမင်းစကားပင်မဆုံးကျော်နိုင်ဤလဝါသည်ယမင်းဤပါပင်ပေါ်သို့ပြင်းထန်စွာကြာရောက်သွား၏ပြင်း အမလေးအမေနေငါ့ကိုတားစရာမလိုဘူးယမင်းချက်ဖို့ကောင်းလိုက်တာတော်ကားလိုကောင်မျိုးကဘာမို့လို့လဲဒီကောင်အကြောင်းဥမာချေခန့်ကအကုန်သိတယ်ယမင်းနေ့ကိုအတီကြံနေတယ်လို့များနေထင်းနေသလားဟမ်ဒီကောင်ကသူ့အတွက်ဆိုရင်နဖူးတော်တိုက်တူးမဲ့အကောင်မျိုးဆိုတာနေသိဖို့ကောင်းတယ်ဟာ ဒေါထမင်းနဲ့ယမင်းတို့ဒီငိုတာပါဖြင့်ကျော်နိုင်အာမတော်ရန်တားမြစ်တော်လေကျော်နိုင်ကပြောရမရနိုင်တော့ကျော်နိုင်ဒီတော်ကားချိနိုင်မည့်နေရာတို့တတိထားသည်ဖြင့်တိထားသည်ဖြင့်မိခင်နဲ့ညီမဖြစ်သူတို့၏တားမြစ်ချက်ကိုနားမထောင်တော့ပဲမိုးရွာနေစဉ်ကပင်စိုးပင်ထွက်သွားလေတော့၏တားပြည့်သူပြောမရဆိုမရအိမ်မထွက်သွားခြင်းကြောင့်လေတားမိနှုတ်ဦးမှာရှေးမကိုင်းမိလက်မကိုင်းမိဖြစ်ရလေ၏ ယမင်းသည်မမျော်မှန်းနိုင်သည့်အကိုဖြစ်သူနှင့်ရှစ်သူတို့၏ပြဿနာအတွက်စိုးရင်ထိတ်လန့်စွာငိုကြွေးရနေလော၏ဒေါတာမြင့်မှာတားပြစ်သူအတွက်စိုးရင်တော့ကရောက်တော်လဲလူကြီးပြည်ပြည်ရှင်းချိန်တွေ့တော်လျက်ခမောက်ကိုဆောင်မိုးကစားကိုရှုံပြီးကြေးရလူကြီးအိမ်သို့သွားရန်မိုးတဲသို့ထွက်ခွာသွားလေတော်၏မိုးသည်ဖွဲနေရာမှပြန်၍တဲလာ၏ရွာအစွန်တွင်တဲငယ်တစ်လုံးရှိ၏ထိုတဲငယ်ကအရက်ပုံးရောင်းချသောအရက်ဆိုင်အရက်ဆိုင်ဆိုကမှန်ပါ၏ ထိုတဲငယ်တွင်နေထိုင်သူကငချွန်သည်အရက်ရောင်း၏မိုးရင်အေးတွင်ငချွန်၏အရက်ပုံးဆိုင်ကစီကားနေ၏ထိုဆိုင်တွင်တော်ကားနှင့်သူ၏အပေါင်းအသင်းတို့ရောက်နေ၏တော်ကားသည်ယမင်းနှင့်ပတ်သက်၍ထမ်းရင်နှင့်အရက်သေးစားကိုမတောက်တော်လေယခုကဲ့သို့မိုးအေးသည့်အခါမျိုးတွင်မူတက်ခွက်တစ်ဖလားတောက်တတ်ပါ၏တို့တော်တော်ကားသည်တက်ခွက်တောက်ပြီးပါကဆင်းရဲဆင်းရဲတောက်တတ်သည်ဝိညာဉ်ဆိုလည်းရှိ၏ဟေးတော်ကားတော်ကား မင်းနဲ့ငါဆင်းရင်ချင်းစရာရှိလို့အခုထွက်ခဲ့စမ်းကွာတော်ကားတယောက်အပေါင်းအသင်းများနဲ့အရက်ဒေသတောက်စားနေခိုင်းတဲအရှိမကြော်နံကြီးအတန်ကြောင့်တွေ့ခနေဖြစ်သွားရည်ထို့နောက်တော်ကားသည်တစ်ချက်ရေလိုက်ပြီးနောက်တဲပြင်တို့ကြည့်ပြီအမေငါရောက်ဖကြော်နိုင်ပါလားငါနဲ့ဘာဆင်းရင်ချင်းစရာရှိလို့ပါလဲတော်ကားသည်ထိုင်နေရမှထရန်ပြင်လိုက်အပေါင်းအသင်းများကတော်ကားကိုတားမြစ်ကြ၏ဟေ့ကောင်တော်ကား မဲထွက်မသွားနဲ့လေကွာကြော်နိုင်ကိုကြည့်ရတာတိတ်ပြီးမဟန်လာဘူးကွာကြည့်ရတာမင်းနဲ့ပြဿနာဖြစ်မဲ့ပုံပေါ်နေတယ်တငယ်ချင်းပေါင်းသင်းများကြီးတားမြစ်မှုအပေါ်တော်ကကခယူးမဆိုင်ပါတော်ကဒီမတ်တက်ရက်၍ပစိုးကိုပြင်ဝင်လိုက်ပြီးတဲအရှိသို့ထွက်ခဲ့လေတော်ကရင်နောက်၌တော်ကကတော်ကအားစိတ်မချ၍ထက်ကြက်မကွာလိုက်လာသူများမှာတော်ကရဲ့အပေါင်းအသင်းနှစ်ယောက်ဖြစ်၏တော်ကနဲ့ကျော်နိုင်တို့သည်တအူးနှင့်တအူးဆိုင်ကြည့်နေကြ၏ထိုအခါ တဲပိုင်ရင်ငရှင်ထွက်လာပြီဟဲ့ကောင်လေးငါတဲချင်းမှာတော့ပြဿနာမဖြစ်ကြနဲ့ကွာကျေးမလူကြီးကငါ့ကိုအရေရောင်းဖို့အရေရောင်းလို့ပြဿနာဖြစ်ရင်အေးယူမယ်ဆိုပြီးတတိပေးထားတယ်ကွာပြဿနာမဖြစ်ကြပါနဲ့ကွာတော်ကားမှငရှင်အားဘာမှမဖြစ်ဘူးခမရသွားဗျာငရှင်ဒီတဲအတွင်းတို့ပြန်ဝင်သွားကြီးရင်းနာကိုကြော်နိုင်အားတော်ကားမှဘာလဲကြော်နိုင်မင်းနဲ့ငါဆင်းရင်းချင်းဖို့ဆိုတာဘာကိစ္စလဲ ငါကောင်တွေတောက်ထားတဲ့ထရေဘိုးတွေငါကိုယ်တိုင်မင်းကိုပြီးခဲ့တဲ့လားကရှင်းပြီးပြီပဲဘာစင်းရင်းမြရှင်းမကြံသေးလို့လဲကွာကျောင်းနိုင်ဒီဒေါသစိတ်ကိုမျိုးသိလျက်တော့ကအနာတုတ်ကတ်သွားပြီးအတန်ကိုနှိမ့်လျက်မင်းကွာရက်ဆက်လိုက်တာငါမျက်နာကိုမှမထားငါညမလေးကိုမင်းကွာမင်းကျောင်းနိုင်ထံမှထွက်လာသောစကားကြောင့်တော့ကမှငြိမ်ကြသွား၏မျက်နာလည်းပြတ်သွား၏တပြင်းရှားလိုက်ပြီးနောက် ငါနဲ့မင်းညမကိစ္စမင်းသိသွားပြီကောအခုမှတော့မထူတော့ပါဘူးကွာငါနဲ့မင်းညမယမင်းနဲ့မြေတားမျှနေကြပြီလာမယ့်နေ့ကျရင်လူကြီးတွေနဲ့နားဖောက်ပြီးတင်တောင်းဖို့ငါစီစဉ်ထားတယ်ကွာအဲ့ဒီအတွက်ဘာမှစိတ်မပူပါနဲ့ရောက်ဖာရမင်းညမကိုငါမပြတ်မကွက်ယူမှာပါကွာအကယ်တန်းတို့တော်ကားရေစကားများသည်အမှန်တကယ်ပါပင်ဖြစ်ပါ၏သို့တော်တော်ကားသည်အရက်ကိုမိုးအေးအေးဖြင့်နင်းကန်တောက်ထားသည် အရဲကြောင့်အမှန်တရားသည်အပြတ်တဘောဖြစ်ရ၏အရဲကြောင့်ကြောနိုင်အားနောက်ပြောင်ရန်စနေသည်နှင့်ကြောနိုင်ထင်မြင်လာ၏ထို့ကြောင့်တိကံစိတ်မထားနိုင်ပဲတော်ကအာအော်ဟစ်လိုက်တော်ကမင်းတော်တော်ရုံမှကောက်ကြည့်တဲ့ကောင်ပါလားကွာမင်းကြောင့်ငါရဲ့ညီမမှာမပေါ်မပါဖြစ်နေပြီဆိုတာမင်းမသိဘူးလားဟမ်ဒီကိစ္စမင်းဘယ်လိုဖြေရှင်းမလဲဒီမှာတော်ကငါတို့တွေက လူတွေကွာ အချမ်းနဲ့တိတ်ခါနဲ့နေကြရတာအကိုချက်ချင်းလူကြီးဆောင်ရနဲ့ခေါ်ပြီးဖြည့်ရှင်းပေးမင်းမဖြည့်ရှင်းနိုင်ဘူးဆိုရင်ငါရဲ့အဆုံမဆိုးနဲ့အရက်တည်းသာတောက်စားထားသောတော်ကသည်အသည့်စိတ်များပျောက်ွယ်ခဲ့ပြီးဖြစ်၏ငါပြောပြီးနေပြီပဲကြော့နိုင်အကိုချက်ချင်းဆိုတာမဖြစ်နိုင်ဘူးဟဲ့ကောင်ကြော့နိုင်ငါကမဖြစ်မဖြည့်ရှင်းပေးနိုင်ရင်ရောမင်းကဘာလုပ်ရှင်လို့လဲဟမ်ညမပြည့်သူရဲ့တော့ကရောက်နေတော့ကြော်နိုင်သည်တော်ကားဤစိန်ခေါ်မှုကြောင့်မျက်လုံးများပြဝေသွား၏ သူနှင့်ခါးကြား၌ပါလာသောဓမြကိုဆွဲထုတ်၍တော်ကအာထိုးရန်အာယူလိုက်စဉ်တော်ကအပေါင်းတဲ့နှယောက်ကကျော်၌အာဟန်တားလိုက်ပြီးဓမြအောင်အဝင်လို၏ထိုစဉ်ကျော်၌ဤဓမြသည်သူ၏လက်ထဲမှလွတ်ကျသွားခဲ့၏ကျော်၌နှင့်လူနှုတ်ဦးလုံးထွေးနေစဉ်ကျော်၌လွတ်ကျသွားသောဓမြအောင်အာတော်ကသည်ကောက်ယူလိုက်ပြီးစင်ကြင်မှုကိမ့်မဲ့စွာဖြင့်လူနှုတ်ဦးနှင့်လုံးထွေးနေသောကျော်၌ဤဝမ်းပိုင်အာထိုးချလိုက်တော်၏ထိုစဉ်မိုးသည်တဲလုံးမကတဲ၍နေ၏ကြီးကလူကြီးများသည်အခင်းဖြစ်ရာသို့အပြေးလွှားရောက်ရှိလာကြ၏ တော်ကတည်ကျော်နိုင်အားဓာပြင်ထိုးပြီးမှအတိတရားရလာသည်လားမပြောတဲ့ဓာကန်၍ကြောက်ရွံ့ပမာရက်နေ၏ကြေးမာလူကြီးများ၏နောက်မှကပ်၍ပါလာသောဒေါ်သားမြင့်မှာတားဖြစ်သူ၏ဖြစ်ရဆိုကြောင့်ဗရာမြေလူသည့်ပမာဖြစ်ရလေတော်၏ထွက်ပြေးရန်ကြိုးစားသောလူနှုတ်ဦးအားလည်းကြေးရသားများကဖမ်းဆီးထားလိုက်၏လူတတ်မှုကျူးလွန်ပြီးမှအတိတရားဝင်လာသောတော်ကမှာကျော်နန်ဤနဘေး၌စိတ်ကစင်းကလေးအားဖြစ်လျက်ယမင်းယမင်းကိုဘယ်လိုပြောရမလဲ ဟိုတဖားမရေရွက်လျက်စိတ်မကြမ်းမသူတယောက်ပါမှာအဆက်မပြတ်သောမိုးနှင့်အတူငိုကြွေး၍နေပါတော့၏။မောင်သားမန်ဇီးကုံဟုတ်ကဲ့ဝိထုတို့လေးကတော့ EDM ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့မှအချိန်မီပြီးဝင်ရောက်နားဆင်အားပေးကြသူကျွန်တော်တို့ရဲ့ညီကောင်မတော်မတူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ညီကောင်မတော်မများအားလုံးကိုစိတ်နှပါချွင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှကင်းဝေးကြပါသည်ခင်ဗျာ။